Hello ချစ်ရတယ် BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုနေ့တွေ့ဆိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ22ရက်နေ့ရမနက်ပိုင်းသတင်းတူသတင်းကောင်းတွေကိုကျွန်တော်နဲ့တူသွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်နော် Okay ကျွန်တော်သတင်းဒီနေ့မှာပေါ့နော်လူရီတူရှင်သတင်းအများကြီးကိုကျွန်တော်ဖတ်ပြပေးပါမယ်နော်မြန်မာပြည်မှာလည်းမီးပြတ်နေတာဖြစ်တယ်တော့ပေါ့နော်လူရီတူရှင်ဖတ်ပြတယ်ဆိုရင်ပို့ပြီးတော့အသုံးဝင်မယ်ထင်လို့ပေါ့နော်ကျွန်တော်လူရီတူရှင်သတင်းအများကြီးကိုဖတ်ပြပေးပါမယ်နော် ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ဗောနော်မင်းညကျွန်တော်မတင်ဆက်ခက်လိုက်ရတဲ့သတင်းအဲ့ဒါဘာလဲဆိုတော့ရွှေကူနိုင်အရေးပေါ်ဆင်းသက်တဲ့စစ်ကောင်စီရဟရင်ကိုလဲ KIA ကထပ်မံပြစ်ခတ်ဖျက်ဆီးဆိုတဲ့သတင်းဗောနော်အဲ့တော့ရဟရင်နှစ်စင်းကိုပြစ်ချတဲ့ခါမှာတစင်းကဒီရွှေကူအရေးပေါ်ဆင်းသက်သွားတာဗောနော်အဲ့ဒီရဟရင်ကိုလဲဒီတိုင်းမထားဘဲနဲ့တွားရောက်ဖျက်ဆီးတဲ့ဒါမျိုးဖြစ်ပါရဲ့နော်အဲ့လိုဖြက်စီးတဲ့နေရာမှာအဲ့ရဟရင်ကိုကာပါပေးထားတဲ့တန်ချက်ကကားနှစ်စီးနဲ့ဒီ ထရက်ကနစီကိုလည်းပြစ်ခတ်ပြစီခဲ့လို့တင်ရရှိပါတယ်နော်အဲ့တော့ဒီမှာမနေ့ကရွှေကူမြို့ခလာရ56မှာဆင်းသွားတဲ့ရဟန်းရင်မီ70ဒီကိုဒီကနေ့ညနေပိုင်း2နာရီကျော်ကျော်လောက်မှာ KIA တက်မှာ71အဖွဲ့တွေလက်နက်ကြီးနဲ့သွားပစ်တာရဟန်းရင်အကုန်လုံးပျက်စီးကျွေးမှသွားပြီတဲ့အဲ့ဒီမှာရဟန်းရင်ကိုကာပါလုထားတဲ့တန်ချက်ကနစီရှိတယ်ထရက်ကနစီရှိတယ်လေးစီပေါ့အဲ့ဒါလည်းတော်တော်ပျက်စီးသွားတယ်လို့ဒီတင်ရရှိပါတယ်နော်အဲ့မှာရဟန်းရင်ကတော့ရစရာမရှိတော့ဘူးအကုန်လုံးကျွေးမှသွားပြီလို့တင်ရရှိပါတယ်အဲ့တော့ဒီတစ်ခါမှာတော့ကချင်ငှက်ကင်ကနည်းနည်းလေးပေါ့နော်လက်လွန်သွားတယ်ပြောမှာနော် နဲ့တကြအကုန်လုံးတူးကုန်တာပေါ့နော်ဘာမှမရစရာမရှိတော့နောက်ထပ်သတင်းရတော့ပေါ့နော်မနေ့က KA ပြစ်ချခဲ့တဲ့ရဟင်းမှာစစ်ကောင်စီတက်ဖွဲ့ဝင်အလောင်း16လောင်းနဲ့လက်နက်14လက်ကိုထပ်မံတွေ့ရှိရတယ်လို့ကျွန်တော်တို့သတင်းရရှိပါတယ်နော်အဲ့တော့ပြစ်ချတဲ့ရဟင်းတွေမှာဒီပထမတော့9 9កောင်လောက်ပဲစစ်ခွေး9កောင်လောက်ပဲပါမယ်ထင်တာပေါ့နော်အခုဆို16កောင်နဲ့လက်နက်14ပဲလက်ပါပါတယ်ဆိုတော့ထပ်မံသိရှိရတဲ့အတွက်ပေါ့နော်တော်တော်လေးကိုတကယ်ကျေနပ်စရာကောင်းတဲ့သတင်းဖြစ်ပါတယ်နော်စစ်ကောင်စီတက်ကြောင်စစ်ကြောင် ဖားကန်နဲ့နီးလာ၍နေ့စဉ်ခုခံတိုက်ခိုက်နေရလို့ KAI ရဲ့ပြောတယ်ပေါ့နော်အဲ့တော့ချမ်ပစစ်ကောင်စီကအခုဖားကန်ကိုလည်းပြန်လိုချင်လို့ပေါ့နော်အင်အားထောင်ကြီးသူတို့စစ်ကူလွတ်ထားတာဖြစ်ပါတယ်။ဒါမှလည်းအခုချိန်မှာဆို KAI ကခုခံနိုင်ခုခံပြီးတော့တိုက်ခိုက်နေတဲ့အခြေအနေဖြစ်ပါတယ်နော်။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့နှစ်တလင်းမြို့နယ်ကစစ်ကောင်စီစခန်းကိုပူးပေါင်းတပ်ကတိုက်ခိုက်ရှင်းလင်းလိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်နော်။အဲ့တော့ဗကိုးတိုင်းနှစ်တလင်းမြို့နယ်ကွင်းကျဲကြီးရွာကစစ်ကောင်စီစခန်းကို၃ရက်ဆက်တိုက်ခိုက်ပြီးနောက်ဖျက်ဆီးရှင်းလင်းနိုင်ခဲ့တယ်လို့တာယောက်ရီခရိုင်အမတ်တက်တိုင်ကသတင်းထုတ်ပြန်ထားပါတယ်နော်။ နောက်ထပ်သတင်းပုဒ်ကတော့မြို့မြို့နယ်ရှိအမြောက်တပ်38ကိုမွန်ပြည်သက်ပါတီ AD ကတိုက်ခိုက်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မော်လမြိုင်တန်ဖြူစီရဲ့ကာလန်ကြီးပေါ် round down ကြီးရွာနီးတဆွဲထားတဲ့အာမတ38ကိုတိုက်ခိုက်လိုက်ခြင်းဖြစ်ပါတယ်နော်။ကဲနောက်ထပ်သတင်းပုဒ်ကတော့ခုနကပြောသွားတဲ့သတင်းလေးပဲပေါ့နော်။တမဟာခွန်နေမြေတောင်းရင်မြေအခြေဆိုင်စစ်ခန်းစစ်ကောင်စီတပ်စခန်း6ခုလုံးကို KAI ကတိမ့်ပတ်လိုက်တဲ့သတင်းဖြစ်ပါတယ်။အဲ့တော့ဒီ6ခုလုံးကိုတိုက်ပတ်သိမ်းခိုက်ပြီးတဲ့အခါမှာအခုဆိုရင်ဒီအောင်ပွဲကတပ်ဘူတမူးများရဲဘော်များကို ဒီမနေ့ကပေါ့နော်ဂုံပြုအစီအစဉ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်နော်အဲ့တော့ဂုံပြုအစီအစဉ်ပွဲလို့ကျွန်တော်တခြားလောက်သွားကြည့်လာအောင်နော်ညာရဲတော်တော်ဝမ်းဝမ်းလို့ကဲလို့ပြုလုပ်ရင်းနေစီရဲအခုလည်းပြုလုပ်ရတယ်တော်တော်ကဲပါတော့တော့နော်အောင်ဝရရဲပေါ်လေအော်ဒါနော်ဒီပါတော့ဟောလို့စက်တူတူဘောနော်ဒါကတော့အတားဒီပစ္စည်းတွေကလည်းတပ်ပြောင်းမအောင်မြေအဲ့တက်ပြင်းနေတယ်ဝါရာအာ တော့ပတ်ပတ်ပြတ်ပါခေါ်ရမယ်လူစီပါရီလေးနော်ဒါပကလေးလေးထင်ပါတော့ကောကောပကူပဲတဲ့နတ်တကလေးခုဝင်တာပတ်လာလာမယ်ကျတော့လေလုံးလုံးနိုင်မြေတော်လာလဲပတ်တကလေးဥပရတာအချီရောရတာဒီလိုမျိုးလည်းပါဒူရဝဘောပါပါပါရီခဲ့အဲနေတာကဒီတော့မောင်းဒီဝဲဘီဆော့ဆော့ကိုမောင်ရမှုမကခုကိုရတာမေ့စတာအဲတဲရေပါဝရာဒီလိုတွေပေါ့ဒါဝရာကမြောက်ကွာတဲ့ဒီလိုတော့တပ်ဖို့ စရာရင်နော်โอเคအောင်ပွဲရရင်ဒီလိုဒီလိုကြိုးကြနော်ကဲဒါတမဟာခုံရဲ့ပေါ့နော်အချက်မစစ်ကောင်စခန်းအလုံးကိုရှင်းလင်းနိုင်ခဲ့တဲ့ပွဲပဲဖြစ်ပါတယ်နော်အဲ့တော့ပြည်သူတွေကတော့မှတောင်းတမျှချူဆူကြတွေ့ရပါတယ်နော် ကဲကျွန်တော်နောက်ထပ်ရခိုင်သတင်းလေးတော့ကြည့်အောင်เนาะကဲမီဇိုရန်ပြည်နယ်လောင်တလိုက်ခရိုင်ကနေရှင်းပြည်နယ်ပလောက်ဝါကို ကုန်ပစ္စည်းတွေပို့ဆောင်နေတဲ့နေဆက်လန်းကိုအိန္ဒိယအနာပိုင်တွေကရဲအကန်တပ်မရှိပိတ်ပင်လိုက်တဲ့အတွက်ကြောင့်ရခိုင်မှာကုန်စည်မှုတွေမြင့်တက်လာနိုင်တယ်လို့သိရပါဗျ။အဲ့ဒီနေဆက်လမ်းကြောင်းကိုနေဆက်လုံကြုံရေးကြောင်းလို့ဆိုပြီးအိန္ဒိယအာနာပိုင်တွေက မေလ16ရက်နေ့ကစပြီးရဲအကန့်အသတ်မရှိရာယီပိတ်ပင်လိုက်တာပါ အဲ့ဒီလိုပိတ်ပင်လိုက်တဲ့အတွက်ရခိုင်ပြည်ကိုအိန္ဒိယနိုင်ငံကတင်သွင်းတဲ့ကုန်ပစ္စည်းတွေပြက်လက်ပြီးဈေးနှုန်းတွေကလည်းအဆမတန်မြင့်တက်လာမှုတွေဖြစ်နိုင်တယ်လို့ရခိုင်ပြည်ကုန်စည်စီးဆင်းမှုအပေါ်လေးလာနေသူတယောက်ကပြောဆိုပါရယ်လောင်တလိုက်ပလတ်ဝလမ်းကြောင်းကိုပိတ်လိုက်တဲ့အတွက်ရခိုင်ပြည်သူတွေအနေနဲ့ကုန်စည်နှုန်းအဆမတန်မြင့်တက်လာတာကိုရင်ဆိုင်ရမှာဖြစ်ပြီးအကြက်အတဲတွေအများကြီးကိုလည်းရင်ဆိုင်ရနိုင်တယ်လို့သူကဆက်ပြောပါရယ် ရခိုင်ပြည်မှာမြို့သိမ်းတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကစတင်ပြီးစစ်ကောင်စီကကုန်းလမ်းရေလမ်းတွေအလုံးကိုပိတ်ဆို့ထားခဲ့တာပါ။အဲ့ဒီလိုပိတ်ဆို့ထားပြီးတဲ့နောက်လောင်တလိုင်းပလတ်ဝနေဆက်လမ်းဟာရခိုင်ပြည်ကိုအဓိကကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွေအထက်ကတစ်ခုဖြစ်လာခဲ့ပါတယ်။ရခိုင်ကနေအိန္ဒိယကိုသွားရောက်ကုန်သွယ်တဲ့ကုန်သည်ဦးကျော်နိုင်ကလည်းအခုလိုနေဆက်လမ်းတွေကိုပိတ်လိုက်တဲ့အတွက်ရခိုင်မှာကုန်စည်စီးဆင်းမှုတွေရပ်တန့်ပြီးတော့ ကုန်စည်နှုန်းတွေဟာအစမတန်မြင့်တက်လာနိုင်တယ်လို့သုံးသပ်ပြောဆိုခဲ့ပါတယ်။အဲဒီလမ်းကိုအိန္ဒိယအာဏာပိုင်တွေအနေနဲ့အချိန်ကြာမြင့်စွာပိတ်ပင်ထားရင်ရခိုင်ပြည်သူတွေအနေနဲ့စားနပ်ရိက္ခာ၊ဆေးဝါးနဲ့နှောင်စာစီတွေပြတ်တောက်သွားနိုင်တယ်လို့ရခိုင်ကုန်သည်တွေကပြောဆိုကြပါတယ်ရှင်။တတွင်တည်င်းပေါက်ကြားတယ်လို့ဆိုပြီးရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ရင်းတွေက ရခိုင်လူမျိုးတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကန့်ဆောင်ထားတဲ့ဖုံးတွေကတိတ်ဆိတ်ခံထားရတယ်လို့သိရပါတယ်။ကျောက်ဖြုံမျိုးနဲ့အခြေဆိုင်တည်ရင်တွေမှာနေထိုင်တဲ့ရခိုင်လူမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကိုတပ်တွင်းသတင်းတွေပေါက်ကြားမှုရှိလာတဲ့အတွက်လို့ဆိုပြီးသူတို့ရဲ့လက်ကင်ဖုန်းတွေကိုစစ်ကောင်စီကအခုရက်ပိုင်းမှာသိမ်းဆီးသွားတာဖြစ်တယ်လို့ကြောက်ဖြူဒေသခံစစ်ကောင်စီမိသားစုဝင်တွေနဲ့နှိဆက်သူတယောက်ကနရီဇီယာကိုပြောပါရယ် အဲ့ဒီလိုမျိုးလက်ကင်ဖုန်းတွေတင်စိခံရမှုကြောင့်စစ်ကောင်စီတရင်တွေအထဲမှာရှိနေတဲ့ရခိုင်ဒေသခံတွေဟာအဝေးရောက်မိသားစုနဲ့ဆက်သွယ်မယ်ဆိုရင်တက်တွင်းကရုံဖုန်းတွေနဲ့ပဲဆက်သွယ်ရတယ်လို့သူတို့နဲ့နှိဆက်သူတယောက်ကနရီစီယာကိုပြောဆိုပါတယ်။အခုလိုဖုန်းသိမ်းစီလိုက်တာနဲ့ပတ်သက်ပြီး CDM ဗိုလ်ကြီးစင်ရောကဖုန်းသိမ်းနေဆိုတာစစ်ကောင်စီရဲ့လုံးဝမိုင်းရိုင်းတဲ့အဆင်ဖြစ်ပြီးကိုပတ်စံနဲ့ကိုဝေထားတာကိုစစ်ဗိုလ်ချုပ်တွေကနိုင်ထက်စီနဲ့လှုပ်တာဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်။ ဲဒါကတော့ရခိုင်သတင်းလေးပဲဖြစ်ပါတယ်နော်အဲ့တော့ရခိုင်မှာကတော့အခုချမ်းမစစ်ကောင်စီက AU ကြောက်လို့ခုလိုမျိုးပေါ့နော်ပြည်သူတွေဟိုသတင်းပြမှာကြောက်လို့ပေါ့နော်ပြည်သူတွေပြန်ပြီးတော့သူတို့ဖုန်းတင်းနေတဲ့အနေထားဖြစ်ပါတယ်နော်ကဲနောက်ထပ်လေးမနေ့ကကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော်ဒီချမ်းမစစ်ကောင်ဆောင်စစ်ဘုံနဲ့ဒီပြည်သူစစ်တွေစကားများတဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးရှင်းပြထားတာနားထောင်ကြအောင်နော်ရွေးကောက်ပွဲကျင်းပပြီးချိန်မှာအာဏာရပါတီကိုလွှဲပြောင်းစေအထိပြည်သူတွေအထင်အမြင်လွဲမှားမှုမရှိစေရေး မိမိတို့ကိုယ်တိုင်နဲ့မိမိတို့လက်အောက်ဝန်ထမ်းတွေကိုစနစ်တကျဖြစ်စေရေးစက်မှတ်ဆောင်ရွက်သွားဖို့လိုကြောင်းအနာသိစစ်တပ်ရဲ့ဒုစစ်ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကပြောကြားလိုက်ပါတယ်။မနေ့ကမေလ20ရက်နေ့မှာအနာသိစစ်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဦးဆောင်ပြုလုပ်ခဲ့တယ်။စစ်ကောင်စီအဖွဲ့လုပ်ငန်းညီနိုင်အစီအဝေးဒုတိယနေ့မှာဒုစစ်ကောင်ဆောင်ကအခုလိုတင်ပြတဲ့ပုံစံနဲ့အစီအဝေးတက်ရောက်တဲ့စစ်ကောင်စီအဖွဲ့ဝင်တွေကိုပြောကြားခဲ့တာပါပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲကို အခုနှစ်ကုန်မှာကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့ရွေးကောက်ပွဲအောင်မြင်မှုရှိစေရေးလိုအပ်တာတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့နဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအလားရွေးကောက်ပွဲဆိုင်ရာအချက်အလက်တွေကိုပြည့်စုံစွာဆောင်ရွက်သွားဖို့လိုတယ်လို့လည်းသူကပြောခဲ့ပါသေးတယ်။ဒါအပြင်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးဟာအဓိကကြတာကြောင့် ရွေးကောက်ပွဲဆောင်ရွက်လို့ရနိုင်တဲ့နေရာတွေအားလုံးမှာတည်ငြိမ်အေးချမ်းမှုရှိအောင်ဆောင်ရွက်သွားဖို့လိုကြောင်းနဲ့ရွေးကောက်ပွဲကျင်းပပြီးစီချိန်မှာအနိုင်ရရှိတဲ့ပါတီကိုအာဏာလွှဲပြောင်းပေးရချိန်မှာစနစ်တကျနဲ့လွှဲပြောင်းပေးရနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိဖို့လည်းလိုကြောင်းထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။လူစစ်ကောင်းဆောင်ရဲ့အမြင်မလွဲစေရေးစက်မှတ်ရန်လိုကြောင်းပြောကြားမှုနဲ့ပတ်သက်ပြီးစီရီယံဘုံမှုဆွဲတော်ကိုဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ပြည်သူကမတရားသဖြင့်အာဏာသိမ်းတာကိုလည်းအမှန်အတိုင်းမြင်ပြီးသားပါ။ အမြင်မလွဲစေရေးကသူတို့အချင်းချင်းကြားမှာကြက်မရမလို့ဖြစ်နေတာဒီကနေ့ထွက်လာတဲ့ရုပ်တံအရာစစ်သားအငင်းစာမိထီလာပြည်သူစနဲ့ဘုံမှုတယောက်ရဲ့ရုပ်တံကိုကြည့်ရင်သိနိုင်ပါတယ်ပြည်သူစစ်ကိုအမှုဖွင့်ပြီးဖမ်းတာကြောင့်မကျေနပ်လို့တက်လာတဲ့ရုပ်တံလို့ထင်ပါတယ်ပြည်သူကစစ်ကောင်စီမတရားလုပ်တာကိုအမှန်အတိုင်းမြင်ကြပါတယ်သူတို့အချင်းချင်းသာအဝေမတက်လို့အမြင်ဆောင်နေကြတာလို့ပြတော်ကိုပြောပါတယ်။စစ်ဘုံကအစားချိုးဖို့ငွေကောက်ခံခိုင်းတာဟာတရားဝင်ရလားဆိုတဲ့ခေါင်းစဉ်နဲ့ လူမှုကွန်ရက်မှာရေးသားမှုကြောင့်အုတ်ခွဲတက်ချက်ကြီးအငိမ့်စာဇော်ယူထွန်းကိုဖမ်းဆီးပြီးရပ်ပိုင်အတွင်းမှာပဲဘုံမှုတဦးနဲ့ဇော်ယူထွန်းတို့အဖမ်းမခံရခင်အချင်းများတဲ့ရုပ်သက်ဟာဒီကနေ့မေလ22ရက်နေ့မှာဆိုရှယ်မီဒီယာတွေကနေတစင်ပြန့်နှံ့လာခဲ့တာလည်းဖြစ်ပါတယ်ရှင်။ကဲနော်အဲ့တော့ ီတယောက်ကိုဖမ်းပြီးမှပဲဒီ social media တွက်လာတယ်ဆိုတာမကျေနပ်လို့ပေါ့နော်ဒီ video file ကိုကောက်တင်လိုက်တဲ့အနေအထားမှာရှိပါတယ်နော်အဲ့တော့အချက်မဲ့စစ်ကောင်စီရဲ့ရုံမာမှုတွေအနိုင်ကျင့်မှုတွေကနော်ဇက်သူသားစားတဲ့ဟာတွေတွေ့ကိုပြည်သူတရားလုံးကတိသွားတာဖြစ်ပါတယ်နော်ဒီလိုဟာတွေက video file ပေါ်လို့သာတိရ video file ပေါ်ပဲနဲ့ဖြစ်ပျက်ခဲ့တဲ့ဟာတွေကထောင်နဲ့ချီရာနဲ့ချီအများကြီးရှိအောင်ပေါ့နော်ကဲနောက်တစ်ချက်တော့ကြည့်ရမှာတော့ဒီမှာဥချော့တလင်းပြောထားတဲ့စကားတော်တော်ကောင်းပါနော်ကျွန်တော်နောက်တော့ကြည့်လာအောင်နော်ဘောမားတွေနော်ဟိုကလေးတွေကြည်နေလဲစိတ်တော်မရှိနဲ့ တော့ဒီမေလို့တွေပြောနေလို့ရှောင်းွားသွားတဲ့လူကြီးတွေရှိတယ်ဟုတ်တယ်ရှောင်းွားသွားတဲ့ကလေးတွေရှိတယ်ယုံကြည်ချက်ဆိုတာပြင်းထန်နေရမယ်ဦးလေးသက်တည်တဲ့အတိုင်းယုံကြည်ချက်ကပြင်းထန်နေရခံယူချက်ပြင်းထန်နေရခံစားချက်တွေအပြည့်နှစ်ပြီးလုံးနေရအဲ့လိုတယောက်တိုင်းလုံးနေခုနပြောတဲ့သိန်း1200ဆိုတော့ very easy for us ငါတို့တော့သိလွယ်အဲ့လိုယုံကြည်ချက်ရှိမနေတဲ့ လူမျိုးတွေဆိုရင်တော့မပြည့်ဘူးအခုဒုနိုင်ငံမှာရှုံးကြည့်တယ်ကရင်နီဦးလေးနံပါတ်1เนาะဦးလေးတို့တိုင်းနေတဲ့မှာတော့ပြည်နယ်တွေထဲမှာကရင်နီဒီအသေးဆုံးဖြစ်တယ်ဒါပေမဲ့တို့ရဲ့လူငယ်တွေအများကြီးသွားတဲ့အချိန်ကရင်နီကိုเนาะပုံဩကြတယ်เนาะအဲ့မှာကိုတိတာเนาะဒီဆေဦးဒီကျောက်တို့ပါတော့ဒူးဆေဦးဒီကျောက်တို့ဒီကိုမာဝီတို့ကိုရီတူတို့သူတို့နဲ့တိတဲ့အခါမှာသူတို့စီကလှုပ်ဆောင်ချက်ကပြည်နယ်လက်ကျင်းတော့အရန်ပြင်းလာတဲ့အချိန် အရင်ဆုံးလေရင်လေးပြစ်ချပလိုက်တိတ်ပျော်ဖို့ကောင်းတယ်နော်အဲ့လိုပဲဒီဘက်မှာနော်ဗိုတာဘောတို့နော်ဟိုစောဘောတို့သူတို့တွေပူပေါင်းဗိုတွန်တို့အဲသူတို့တွေရှိတဲ့ဒေသမှာတခါလေရင်ပြစ်ချလိုက်နော်ဒါပေမဲ့တို့တော်လန်ရေးမှာပါတဲ့ပြည်သူတွေကဘလို့ဖြစ်နေလဲဆိုတကောဝင်ရင်နော်ဗမာစောက်ကျင့်တကောဝင်ရင်အေးဆိုထောက်ပြီးရင်နေသားစီဆောင်းမပြတ်နော်အဲ့ဒါအရင်ဘောလုံးပွဲတွေအရင်2021အတော်မှာတော့ရတယ် ဒီကာလမှာပရီးမီးယားလိဂ်တွေလို့ပဲနိုင်ငံခြားပွဲတွေလို့ကမ္ဘာဖလားပွဲတွေလို့စပြီးကွင်းထဲဝင်နေ2021ကစပြီးပရိသတ်ကအငြင်းရန်လက်ခုပ်တန်ညံနေအောင်အားပေးနေတယ်ဒိုးစိတ်တက်ပြောင်းနိုင်မပြောင်းမှုဆိုတာငါအဲ့မှာရှုံးနော်ပွဲစားအေကနေဒီနေ့ ठी ငါတို့ကိုလည်းနော်အပြည့်အဝနောက်တန်းပြစ်ကူပေးနေတော့မှပြည်သူပါနော်တကယ်မလုပ်လက်တရင်တစ်ဖွဲ့လေးတွေရှိကောင်းရှိမယ်အယောင်ပြတွေရှိမယ်သူတို့မရတာပြဿနာမရှိဘူး တကယ်လောက်တဲ့သူတွေလည်းတချို့ဆက်သွယ်မှုကြောင့်နော်မလောက်တတ်တဲ့ online ကိစ္စတွေကြောင့်မရသေးတာပဲရှိမရဘူးဆိုတာမရှိပြည်သူဟာဒီနေ့အထိတလောက်အင်အားကြီးတယ် institution ကောင်းတဲ့စစ်ခွေးကိုတင်းတင်းထန်ထန်စန့်ကျင်ပြီးတော့တို့အတွက်ထောက်ပံ့ကူညီနေစေပဲသူတို့လည်းငါတို့တို့ပဲနော်သွေးတွေချွေးတွေနော်သူတို့ရဲ့လုပ်ငန်းဆောင်တာတွေထဲမှာနဲ့နေအောင်လုပ်နေကြတယ်ဆိုတော့ညီလေးတို့မြန်မာလေးတို့ရှုံရမယ်နော်တကယ် နိုင်ငံသားတိုင်းပြည်တွေမှာအလုတ်လုတ်တယ်ဆိုတာအခုအားလုံးလည်းထိုင်းမှာရှိနေတဲ့အတွက်ပြောပြမယ်။နိုင်ငံသားတိုင်းပြည်မှာအလုတ်လုတ်အလုတ်10မိနစ်နောက်ကြလို့မရအောင်နော်။အလုတ်ချိန်ပြီးသွားရင်ဝင်လာတာနောက်ကြလို့မရလားထွက်သွားလို့ရှိရင် extra time နေရှိတယ်။အချိန်ဘိုးတွေလောက်ရတယ်။အချိန်ဘိုးမလောက်ရင်ရှားပဲမယ်။တို့လူတွေကအချိန်ဘိုးတွေလောက်တယ်။နံပါတ်1နော်အလုတ်ချိန်အတိုင်းလောက်တယ်ပြီးသွားရင်အချိန်ဘိုးလောက်တယ်။ပြီးတော့မှသူတို့ရဲ့အဆောင်တွေအိမ်တွေကိုပြန်တယ် နော်အဲ့ဒါပြီးရင်ဘာလုပ်ကြလဲသူတို့ယထားတွေကားတွေပေါ်မှာစပြီး online ဖွင့်ပြီးတော့တော်လိုင်းရဲ့အတွက်အလုပ်လုပ်တာနိုင်ငံသား type ပြအလုပ်သမားတွေလူတန်းစားနေစပြီးအပေါ်ထိအသက်88နှစ်အဖီးထိနော်ကရင်ဟိုတို့အနေနဲ့ပြောမှာအဖွားကြီးပေါ့နော်ကရင်အဖွားကြီးအစဒါတို့ ਨੇ online ဆက်သွယ်ရှိတယ်နော်အဖီးကြီးအရန်ရှုံကြည့်နေတယ်ဖုတ်ခွာနော်အဖီးကြီးရှားအောင်ထောက်ပတ်မယ်အမြဲတမ်းဒေါ်လာ200လောက်ထောက်ပတ်တယ်နော်အဲ့တော့ ဲ့လို88နှစ်အဖွားတွေအဖိုးတွေကအစရှုံကြည့်နေတယ်ဒီနေ့ဒါတွေကိုညီလေးတို့ညီမလေးတို့သိရမယ်နော်ဦးလေးပြောတာကစကားကိုရှင်းချတာမဟုတ်ဘူးနော်တောင်းတထောင်ဦးလေးလက်ချုပ်ဘာလို့လဲ ARD ဖြစ်လို့နော် ARD ဟာခဏခဏနော်ပြည်သူအချင်းချင်းကိုပြန်သွင်းတော့ခံနော်ခဏခဏစနောက်ပြောင်းတော့ခံရတယ်အခု ARD ပြန်သွင်းမယ်ဖြစ်တယ်သူတို့သူတို့နော်ရဲဘော်လို့ပြောတာဒီနော် ရဲဘော်ဆိုတာဒီတက်အနေနဲ့ပြောရင်တော့တို့ကအခြေခံနော်ဒီဆိုဂျာလို့ခေါ်စစ်သားအဆင့်ဟိုပြောတယ်လို့တို့ကထင်တယ်ဟိုရဲဘော်ဆိုတာ comrade in arms နော်ရဲဘော်ရဲဘက်သေးတူ ရှစ်မကွာရဲဘော်တွေလို့ပြောတာပါအဲ့တော့ဒီလိုရဲဘော်ရဲဘော်နဲ့ခေါ်တာဒီငါတို့ရဲ့သေးတူရှစ်မကွာတော်လန်ရေးစသည်မသည်အောင်မြင်ပြီးဆုံးခန်းတိုင်သည်အထိငါတို့ဒီသေးတူရှစ်မကွာအတူရှိမယ်နော်အဲ့အချိန်မှာဦးလေးတခွန်းပြောချင်တာက အာညညကြပါစီယုံကြပါဘရောမမညညဘူးမမစီယုံနဲ့ဘာလို့လဲဆိုတော့ငါတို့လက်ဖက်တိုင်လေးမှာတဝိုင်းထဲမှာရှိရင်တောင်းမှာစကားသေးချဆွေးနေကြည်တယောက်ရဲ့ topic ကိုတယောက်ကအာမဟုတ်ပါဘူးမင်းကရအဲ့လိုမလုပ်ပါနဲ့နော်ငါတို့ဒီမှာအခုစကားပြောရင်လေဟိုအားတွေထည့်ပြောတယ်နဲ့ဒီအားတွေထည့်ပြောတယ်နဲ့ဟိုအားတွေကြံသွားပြီဆိုတာထောက်ပြမယ်သူတွေအများကြီးပဲနော်အဲ့တော့အဓိကကဦးလေးတို့မြန်မာနိုင်ငံယထာနဲ့ပဲတွေ့နော်သူများနိုင်ငံယထာတွေကတော့ညိမ့်တယ်ကိုယ်နိုင်ငံယထာကတည်တယ်ခေါင်းတွေကစဆွဲလိုက်ပြီတွဲစချိတ်ပြီးတော့စထွက်ပြီဆိုတော့ဂျရုံးလိုစောင့်ဆွဲလိုက်တာအကုန်လုံးက ကောက်ကောက်မောက်ကောက်မလေးဖြစ်ကုန်ချင်းတွုံးနေတာပေါ့ပြန်သူအချိန်ရပြီကျုပ်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 ဆိုရင် तू ကခြေဆုံးတွဲရစပြီးခုန်လိုက်တာနောက်ဆုံးတွဲတွေကလည်းရှမ်းလိုက်အပေါ်မြောက်လိုက်အောက်ညီလိုက်တွဲနဲ့တွဲမညီဘူးဒါပေမဲ့ပြုတ်မတော့နော်ခြေနောက်ဝဲရာရှိန်ထိုးမညီစွာနဲ့ပဲဆက်တရဲရှင်ဆက်တရဲလို့ကြံကွားထွက်မန္တလေးကိုရောက်တယ်မန္တလေးကထွက်ရင်ရန်ကုန်ကိုရောက်တယ်မညီလဲထိုးတွေရောက်လို့ရတယ်နော်တယောက်နဲ့တယောက်စိတ်ထဲမှာခုပြီးတော့အောင်းဟင်းကလည်းကွာဘာတွေလုပ်နေလဲ တဲကြီးကလည်းကွာဒီလိုလုပ်ရမယ်ဟာကိုဆိုတော့လူတိုင်းမှရှိမယ်အဲ့ဒါတွေလိုက်ညီလို့မရဘူးဒါပေမဲ့မညီတဲ့ငါတို့ဒီခေးလန်းဆောင်ကိုရှောင်းနိုင်တယ်ပန်းနိုင်ကိုလှမ်းကြိုင်နိုင်တယ်နော်သူလက်မလက်မလို့လေးကြိုင်ပါဗောလက်ညိုးကလက်ညိုးလို့ကြိုင်ပါဗောလက်ခလဲကလက်ခလဲလို့ကြိုင်တော့ဗောဘလို့ပဲကြိုင်ကြိုင်ငါတို့ဒီတော်လန်ရေးလောက်ရနံပါတ်1နော်တမီးပြောခဲ့တယ်ခုနတော်လန်ရေးနော်တိုက်ကုံယူဖို့ကောင်းတယ်တော်လန်ရေးဆိုတာခက်ခဲတယ်ဘယ်တော်လန်ရေးမှမလို့လွယ်ရင်တော်လန်ရေးမဟုတ်အဲ့ဒါညှိနှိုင်းမှုလေ တောက်နဲ့တောက်ညှိနှိုင်းနဲ့ပြေလည်သွားတာအဲ့ဒါတွေကလွယ်တော်လန်ရေးဆိုတာဟောက်ဆိုတာနဲ့အတက်ပြောက်သွားဒါဖမ်းပြီးဆိုတာနဲ့အနှိမ့်ဆက်ခံပြီးအောင်ကြပြီငွေကြေးကုန်တော့လူတယောက်တိုင်းရဲ့ရှင်ကို ထိတ်လန့်နေအောင်လုပ်တာအာနာရှင်ပဲနော်လူတယောက်တိုင်းရဲ့စိတ်တက်တွေပြိုလဲသွားသေးတာနော်တနက်ကြိုက်ထားတဲ့သူတွေကိုပြန်မောမကြည့်ရဲအောင်လုပ်တာအာနာရှင်ပဲနော်အဲ့တော့ဒီလိုလုံနေတဲ့စောက်ကျက်တဲ့လူတွေကိုတော်လန်တဲ့အခါပါအသက်တွေပေးရမယ် ခြေလက်အင်္ကာတွေပေးရမယ်။စီးစိမ်ဥစ္စာတွေပေးရမယ်။ယာဒူးထန်နန္ဒရတွေပေးရမယ်။မိသားစုတွေဖေဖေဖေပြုတ်ကွဲပြီးပေးရမယ်။အဲ့ဒါတွေအကုန်လုံးအထူးကြံမှုတွေရှင်းဆိုင်ရမယ်။အခုဆိုရင်နော်ဦးလေးတို့ Facebook တွေ social media တွေမှာကြည်ပါနော်ဒီကောင်တွေရဲ့ပြန်ပြီးတော့တို့ရဲ့ social punishment ဆိုတဲ့အရာတွေလျှော်ရဲလာတဲ့အခါမှာတို့လေးစားပါတယ်ဆိုတဲ့သူတွေရဲ့အောက်မှာနော် account ဘောင်များစွာနဲ့ ေးဟာလီလီလာလာဝင်ရင်းနေတဲ့စောက်ကျက်နဲ့အကောင်ကြီးဟုတ်တယ်အများကြီးတွေ့ရလိုက်ဘူးအများကြီးတော့တော်တော်များတယ်အောက်ဆက်တွေလည်းပါလာအဲ့ဒါပါလဲဆိုတော့ social media မှာနော်သူတို့တွေ update ရလာတယ်ဆိုတော့ပြလာဒါပေမဲ့ငါတို့တွေကကြီးတယ်ပါလို့လေငါတို့က social မှာတိုက်မဲ့ကောင်တွေမဟုတ်နော်ဝင်းလေကြောင်ပတ်ပြောတာမဟုတ်ငါတို့တွေ social မှာဘာလို့အရင်လောက်အာမကောင်းတော့တာလဲဆိုရင်နံပါတ်1ကတကယ်ကိုတော်လိုင်းရေးစတော့အတိုင်း စက်ပါဝင်တဲ့သူကတချို့နေပါအဲ့ဒါတော့ငါတို့လက်ခံမယ်နော်ကြောက်လို့ပဲဖြစ်ဖြစ်တစ်ချိန်တစ်ခါတော့ပေးဆက်ဖွင့်မင်းပင်မန်းမာပြီးခလေးတွေအတွက်လည်းကြည်ရအောင်မယ်မိသားစုကိုလည်းကြည်ရအောင်မယ်ဆိုတော့နော်အာရစေတဲ့သူတို့ရဲ့ကြောက်တဲ့ virus တွေကိုငါတို့ကူးပေးလိုက်ကြလားသူတို့မဆွတ်လွတ်နိုင်တဲ့အခါမှာငါတို့ကဆွဲခေါ်အဲ့ဒါကိုစေတနာလို့ငါတို့လုံးဝမယူဆောင်အဲ့ဒါကိုငါတို့စေတနာလို့ပတ်တော့မှမယူဆောင်အဲ့ဒါတော်လည်းအေးတမန်တည်းရ เนาะအဲ့ဒါကိုပဲထပ်ပြီးတော့ငါတို့ community လို့တစိုက်ကတ်တယ်ပိုလို့လို့ဒီလို့လို့တစိုက်ကတ်တယ်เนาะဟာဒီကောင်တအားရိုင်းဆိုင်သွားတာပဲဒီကောင်ကဘလို့ကြီးစိတ်သားကြီးอ่ะဘလို့ကြီးဖြစ်သွား no တော်လန်ရေးကိုတဲ့တဲ့ကြည်အဲ့လိုဘေးတင်တာတော့မေးရတော့ငါတို့စွန့်လွတ်တင်တာဒီတက်စွန့်လွတ်ရတော့ဒီတက်မေးကြနိုင်မဟုတ်တဲ့ရုပ်တွေဒီတက်စွန့်လွတ်နိုင်တော့မဟုတ်တဲ့ရုပ်လို့တော့မပြောမိသားစုကိစ္စတွေเนาะဘဝကိုအနာကက်ရဲ့ကိစ္စတွေကိုထူထောင်မဲဆိုရင်မင်းက individual ဖြစ်သွားတယ် မဲမိသားစုအတွက်မင်းရှာပြီဆိုရင်ပြည်သူကလည်းတို့ဟာတို့ပဲလှုပ်တော့မှာပေါ့မင်းတို့ပဲအားကိုးတော့မင်းဟာတော်လန်ရေးအတွက်လှုပ်နေမှသာမင်းကိုပြည်သူကအားကိုးလိုက်တယ်ပြည်သူကပံ့ပိုးလိုက်တယ်အဲ့လိုပဲမင်းကိုပံ့ပိုးခြင်းဒီငါတို့တော်လန်ရေးကိုပံ့ပိုးတယ်လို့ယုံကြည်မှသာတို့ဆက်ပံ့ပိုးမှာအဲ့တော့ငါတို့ဒီရိုင်းရိုင်းပြောရင်စောက်ပြောနေမှာမဟုတ်ဘူးစောက်လို့လှုပ်ရမယ်လို့ပြောကြတယ်နော်ငါတို့တင်းတင်းရှင်းရှင်းလုံနေတဲ့၍တော်လန်ရေကိုတဲ့တဲ့ရှုနေတဲ့၍ငါတို့ပြင်းပြထန်ထန်လုံနေတဲ့ပြည်သူကငါတို့နောက်မှာရှိတယ် ကဲဒါတော့ဥချုပ်တင်ပြောသွားတဲ့စကားတွေပဲဖြစ်ပါရဲ့နော်ရံပဲကောင်းတယ်တကယ်ပဲပေါ့နော်တော်လိုင်းမှာစိတ်တဲ့ခိုင်မာပြီးတော့ဒီခုချိန်ထိတောင်မှနော်လုံနိုင်တာလဲတွေ့ရတာဒီလိုမျိုးခံယူချက်တွေကြောင့်လည်းဖြစ်ပါရဲ့နော်ကဲကျွန်တော်တို့ကြည့်ရမှာတော့ဒီရဟန်ပြစ်ကြတဲ့ကိစ္စတွေကိုစတမစစ်ကောင်စီကပေါ့နော်လိန်လေပြီးဝါရဖြန့်နေတာအားလုံးလည်းသိတာဖြစ်ပါရဲ့နော်အဲ့တော့လိန်လေဝါရဖြန့်တာမှနော်တကယ်နိုင်ငံတော်စင့်နေပေါ့နော်ဒီဆိုရှယ်မီဒီယာတွေဒီရုပ်သံတွေကြီးစပြီးတော့လိန်လေတွေ့ရပါရဲ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးသုံးသပ်ထားတဲ့ကိုစီရဲ့ပြီးတော့ဖတ်ချက်နောက်ကြည့်အောင် လိန်လယ်မှုကိုအချိန်ချင်းလှုပ်ခဲ့တာအခုတခါတည်းထပ်ပြီးတော့နိုင်ငံတော်အဆင့်လိန်လယ်ပြန်ပြီဒါကတော့ဘေးနားမှာပြထားတဲ့တပ်မတော်ကာကွယ်ဦးစီးချုပ်ယုံကထုတ်ပြန်တဲ့သတင်းကိုကြည့်ပါနော်မနေ့ကဗမော်မှာ KIA ကပြစ်ချလိုက်တဲ့ရဟန်းရဲ့နှစ်စင်းကိုဒဇင်းကထိပြီးတော့တော်တဲ့ပြက်ကြတယ်ဒဇီးကတော့အနီးဆက်ဆုံးနေရာမှာဆင်းနိုင်ခဲ့တယ်နော်အဲ့ဒီဆင်းနိုင်ခဲ့တဲ့ရဟန်းရင်ကိုဘေးကနေတန်ချက်ကနှစ်စီးကာထားပြီးတော့ ထားတာဒီကနေ့ KIA တပ်ဖွဲ့က KIA နဲ့ PDF ပူးပေါင်းခဲ့တယ်တွားပြီးတော့လက်နက်ကြီးနဲ့ထုတ်ချလိုက်တာအဲ့ဒီနော်ဖင်းနိုင်ခဲ့တဲ့တစည်းပါနောက်ထပ်ထပ်ပြက်တယ်လို့ဒီနေ့သတင်းမှာထပ်တင်လာဒါပေမဲ့မနေ့ကပြစ်ချလိုက်လို့တော်တဲ့ကြွားတဲ့အစင်းကိုနော် KIA ကပြစ်ချလိုက်လို့အပေါ်မှာနော်ဒီလေရင်ပေါ်မှာလေရင်မောင်းနဲ့ပိုင်းလောက်အပါဝင်ကျွန်တော်တို့စစ်ကောင်စီတပ်သားအယောက်20လောက်ပါဝါပါတယ်အဲ့အတွက်ကျွန်တော်တို့တွေကဝမ်းနေပါတယ်ဆိုတော့စကားကိုပြောရမယ်အစားเนาะ ်ဖလိညာတယ်ယူပို့ဆောင်ရင်အလုပ်တွေလုံနေတဲ့အချိန်မှာတဲ့တမတော်ရဟန်းရင်ဗမော်နဲ့ဘလောက်အကွာဆိုလဲပြောပါတယ်အဲ့ဒီမှာတော်တဲ့ကိုပြကြွားတယ်အဲ့ဒီအတွက်လုံကြုံရင်တက်ဖွဲ့တွေကနေရာတွေတွားရှင်းလင်းနေတယ်အဲ့ဒီမှာလိုအပ်တဲ့ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုအချိန်နဲ့တပြင်းညီလုပ်နေတယ်မတိလို့ရှိရင်ဒီရဟန်းရင်ကဆက်ချွတ်ယူပြီးပြကြွားတယ်အဲ့ဒီအတွက်သူတို့စစ်တပ်ကတွားပြီးဒီနေရာကိုဝိုင်းထားတယ်အဲ့မှာတော့ပြကြွားတဲ့ထဲမှာပါမဲ့နော်သူတို့စစ်တပ်ကောင်စီတပ်သားတွေကိုကူညီဆောက်ရှောက်ကယ်ဆယ်မှုတွေလုပ်နေတယ်လို့ နိုင်ငံတော်အဆင့်တက်ပြီးတော့လိမ့်နေဒီကနေ့မနေ့ကတည်းက KIA ကအဲ့ဒီတက်ကြွားတဲ့လေရင်နဲ့အဲ့ဒီပါတဲ့เนาะသူတို့လေလေတက်ကကောင်းဝဲမတာရောဘာတင်ထားတယ်ဒီကတခါတိတိကျကျထပ်တင်လိုက်တယ်ဒါကတော့အလောင်းတွေနဲ့လက်နဲ့ဒီပါရရတယ်ဆိုတော့တည်င်းနဲ့အဲ့ဒီရဟန်းရင်မီးလောင်နေတဲ့ပုံအောင်အကုန်လုံးကိုရိုက်ပြလိုက်တာ ဲ့တော့သူတို့စစ်တပ်ကတကယ်တွားရောက်လုံခြုံရေးယူတဲ့နယ်မြေရှင်းလင်းလုပ်ပြီးဒီဟာကိုလုံနေတယ်ဆိုလို့ရှိရင်အဲ့ဒီ KIA ဖွဲ့တွေက ASA တွားပြီးတော့အမှတနတ်တွေကောက်မီးလောင်ဒီမီးလောင်တွေရဟန်းတွေတနတ်တွေကိုကောက်ပြီးအဲ့ဒီအလောင်းတွေဓာတ်ပုံရိုက် ASA လုပ်ဖို့မရဘူး။မရဘူးလေဟုတ်တယ်။ဟုတ်တယ်မလား။အဲ့ဒါအပြည့်ရှင်းနေတယ်။အဲ့တော့ဒါဘာလိမ့်တာလဲ။နိုင်ငံတော်အဆင့်လိမ့်လဲတာ။ဘဒူတွေကိုလိမ့်လဲတာလေ။သူတို့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့တပ်ကုန်းတွေကိုလိမ့်လဲတာပဲ။ရှင်းအောင်။ဘာဖြစ်လို့လဲလက်ရှိတော်လှန်ရေးမှာ ဒီလက်ရှိကာလမှာကျွန်တော်တိုင်းပြည်မှာနှစ်ချမ်းကွဲနေတယ်တချမ်းကစစ်အာဏာတိုင်းတဲ့စစ်ကောင်စီကိုထောက်ခံတဲ့လူနည်းစုအတိုင်းဝိုင်းနော်သူတို့စစ်တပ်အတိုင်းဝိုင်းနဲ့အဲ့ဘောမအတိုင်းဝိုင်းပေါ့နော်9000ဇာဘောမအတိုင်းဝိုင်းတချမ်းကတော့ပြည်သူအများစုတော်လှန်ရေးဘက်ကအချမ်းတော်လှန်ရေးဘက်ကိုအားပေးထောက်ခံနေတဲ့ပြည်သူအများစုကတော့လက်ရှိအာဏာတိုင်းတဲ့မင်းအောင်နိုင်ခေါင်းဆောင်တဲ့အကြမ်းဖက်စစ်ကောင်စီကောင်တွေကိုစစ်ခွေးလို့ခေါ်ပြီးတော့အာယုံထဲအောင်မထည့်ဘူးသူတို့ပါဇက်ကဘာပဲကြင်ညာကြင်ညာဘာပဲပြောပြောဂရုမစိုက်ဘူး နော်အဲ့တော့တို့သတင်းတင်တဲ့ဟာကိုအမှန်ဆိုပြီးလိုက်လံယုံကြည်နေတဲ့မြဝတီတို့မြမအတန်းတို့ကျော်စိုးဦးတို့ဇော်မျိုးမင်းတို့ဇော်ဘုံအင်းတို့စသဖြင့်ဒီကောင်တွေတင်တာကိုအမှန်ဆိုပြီးတော့စောင့်ညောနားထောင်နေတာဒီတို့စစ်တပ်ကိုအားပေးပါတယ်ဆိုတဲ့လူနည်းစုအဲ့တော့ဒီကောင်တွေကအဲ့လိုမဟုတ်မမှန်တင်းကိုလိန်တင်လိုက်တာဒီတော်လှန်တဲ့ပြည်သူဘက်ကိုလိန်လာရောက်မလားတို့စစ်တပ်ကိုအားပေးပါတယ်ဆိုတဲ့အချမ်းကိုလိန်လာရောက်နော်ကိုပေါင် ကိုလန်ထောင်းပြီးတော့ဟမ်ပလက်လန်သတွေးထွေးနေတာ ကဲရှင်းရတော့လာပြီမြစ်စီတောင်ကွက်ပြန်တော့ဆောက်ရက်တွေတော့ပြန်ပြန်ပွဲပေါ့ထပ်ပြီးတော့မရှိတဲ့ဆောက်ရက်ပွဲရတာအစတည်းကအချက်ကရှိလားဆိုတော့အချက်တရားမရှိဘူးအဲ့မရှိတဲ့အချက်ကိုထက်ခါထက်ခါကွဲရတာဝင်းနေမိတ်တိုင်ဆရာတော်ကြီးပြန်တော်မူတော့လည်းဒီလိုပဲသူတို့စစ်တပ်ကပြစ်ပြီးတော့မဟုတ်ပါဘူးဆိုပြီးနိုင်ငံတော်အစ်စ်လိန်လေခဲ့တယ်ဟောကန်သုံးစစ်ဆရာတော်ကြီးကမခံနိုင်အဆုံးမဟေ့ငါကိုယ်တိုင်ပါတယ်အမှပြစ်တာမင်းတို့စစ်တပ်ကပြစ်တာပါဆိုမှယူကြည်အောင်ဆောင်ခဲ့ဘလို့ဖာကြပြောတော့စစ်သားကြီးတွေဆိုယောက်ျားအရင်မှာစစ်သားကြီးတွေဆို ဟမ်ဘာဖြစ်လို့ဖာကြတဲ့အလုပ်တွေကိုလုပ်တာလဲဟမ်မိမလောင်းမိမရွှင်နေလုပ်တဲ့ဖာကြတဲ့အလုပ်ကိုလုပ်ပြီးတော့ဒီတိုင်းပြည်ကိုအုပ်ချုပ်မဲ့ယောက်ျားကြီးတွေတဲ့ဘဲနော်ကချင်လွတ်လပ်ရေးတက်တော့ KYA ကပြစ်ချခဲ့တဲ့ရဲရင်အပြက်ဒါရဲရင်နောက်တစ်စီးပြစ်ချတဲ့ပုံဖက်ပြပါနော်သုံးသက်တာနောက်ထောင်ကြည့်လားနော်အဲ့ဒါကြည့်မြင်အောင်ကြည့်ကြအဲ့တော့ကျွန်တော်တို့တော်လန်ရေးဟာအခုဆို၄နှစ်ကျော်၅နှစ်တည်းဝင်လာပြီတော်လန်ရေးအာနာစသိန်းခါစအချိန်ကနေအခုအချိန်ထိတည်ခဲ့ရတဲ့စစ်သားဘလောက်ဖြစ်သွားပြီလဲ အဲ့ဒီတေခဲ့ရတဲ့စစ်သားတွေခြေတော်ပြက်လက်ပြက်သွားတဲ့စစ်သားတွေအဲ့ဒီစစ်သားတွေရဲ့ဘဝသူတို့ကြံမြင့်ခဲ့တဲ့သားသမီးမယားတွေရဲ့ဘဝလက်ရှိအမိတ်ပေးခိုင်းနေတဲ့မင်းအောင်လှန်ရစပြီးတော့ဘယ်စစ်ဘုံချုပ်တွေတာဝန်ယူထားပြီလဲနော်အောက်ကနေငါတို့တတ်မတော့နိုင်နေတဲ့အခုလက်ပါဗမောတော့ ACV ဘလို့ထိန်းချုပ်ထားတဲ့အော်နေတဲ့စစ်ခွေးတွေအခုဗမောမှာလေရင်နဲ့ပြက်ကြွားလာကဲမင်းတို့ဘာတာဝန်ယူလဲအဲ့ဒီကြံမြင့်ခဲ့တဲ့သားမယားတွေအတွက်လိုင်းကန်ဆင်းရတော့မယ်ကဲ အဲ့ဒါဖြေပဲအဲ့တော့တော်လှန်ရေးစတဲ့ကနေဒီနေ့အချိန်အထိဆိုရင်ပေခဲ့ရတဲ့စစ်သားတွေဘယ်လောက်ရှိနေပြီဘဝပြက်ခဲ့ရတဲ့စစ်သားတွေဘယ်လောက်ရှိနေပြီအဲ့ဒါတွေအားလုံးအတွက်ဘလူတောင်းဝင်ယူလေဘလူမတောင်းဝင်မြူကိုဖြစ်ကိုခံမင်းတို့ကိုမြှောက်ပေးတယ်နော်ပြည်သူလက်မခံဘူးဆိုတော့သူတို့လည်းသိတယ်မင်းတို့စစ်သားတွေတိတ်အားခွေးတွေတယ်ဟေးမနေ့ရဟန်းပြက်ကြပွားပြောတာဝါကေရန်ကပဇင်းပြစ်ချကန်ထိတယ်ဟာခေါင်ရင်နဲ့ပဇင်းနဲ့ဘလူမီးတာဖြစ်နေဖြစ်နေဖြစ်နေပြည်သူတွေငါလည်းအဲ့ထဲမှာပါတယ်ပြောတော့ ။ဘာဖြစ်ပြောလဲ။ဟာရောက်မင်းလူဒေတာပြောစရာကွာလူဒေတာပြောစရာမဟုတ်ဘူး။ဟာဒါဆိုကွာမင်းတို့နိုင်ငံကိုယ်နိုင်ငံရဟန်းရင်ပြတ်ကြတာပြောငါငါတို့နိုင်ငံရဟန်းရင်တစင်းငါတို့ချွေးနှဲစာတွေလည်းဝယ်ထားတာနှစ်မျောတာပေါ့ရဟန်းရင်ပြတ်ကြတာဒါတတိုင်းပြည်လုံးတိုင်းသားပြည်သူအားလုံးပိုင်တဲ့ရဟန်းရင်တွေကွာဟာဒါဆိုမင်းတို့ဘာဖြစ်ပြောလဲ။ဟာအဲ့ဒီရဟန်းရင်တွေကိုယူပြီးတော့ဟဲ့အောင်ဝဲအဲ့ဒီစစ်ခွေးတွေကမင်းအောင်လိုက်ခိုင်းတဲ့မြတ်ငါလိုက်လို့ပြီးငါတို့ပြည်သူကိုတတ်နေတာလေအခုအဲ့ဒီစစ်ခွေးတွေသေးတယ်အဲ့ဒီရဟန်းရင်တက်ကြတယ်အဲ့ဒါမှငါတို့ပြည်သူမပြောရင်ဘယ်ဟာပြောရမလဲ ဒါတဘာဝလက်တွေ့ကြကြဖြစ်နေတာမှန်ပါအဲ့တော့မင်းတို့စစ်သားတွေရဲတွေအနေနဲ့ငါတို့ခိုင်းတဲ့နိုင်လောက်ကမှဒီနေ့ပြူစောတိဂိတ်မှာဖြစ်တဲ့ဘုံမှုဆွဲကောင်ကိုကြည့်နော်မင်းတို့တန်ဝင်ကမရဘူးအေးမင်းတို့ဘက်ကခေါင်းဆောင်နေစိတ်တယ်အဲ့လားပဲအတလိဆန်စိတ်တယ်ငါဘုံမှုငါတော့တိုင်းလောက်ကမင်းမင်းဘာဖြစ်တာညာဖြစ်တာဟာမင်းဘုံမှုကမင်းတောင်းတောင်းဝင်လေမင်းတောင်းဝင်မင်းလုပ်လေနော်ဒီနေ့ပြူစောတိဂိတ်မှာကြည့်ပြူစောတိခေါင်းဆောင်ကလာရမြကားတွေကိုမှန်ချခိုင်းထားတယ်သူ့ကိုစစ်တပ်ခိုင်းထားတယ် ဲ့တော့တူတောင်ဝင်သူလာရမြကားကိုမှန်ချက်ခိုင်းတယ်ဒါတူတောင်ဝင်သူလောက်တာနော်ဒါငါငါတို့ဘက်ကကြည့်မယ်ဆိုမင်းတို့တွေအကောင်လုံးအတူတူပဲဒါပေမဲ့မင်းတို့ဘက်အချမ်းကြည့်မယ်ဆိုရင်ဒီပြူစိုးရီကောင်းဆောင်မှာတူတောင်ဝင်သူလောက်တာလာရင်မှန်ချက်ပေးလိုက်ပြအာညီလေးအကိုဘုံမှုပါပါရော့တမတက်တွေထောက်ထားဟောက်တော့မပါအဲ့လိုလောက်တဲ့ချိန်မှာဟိုကောင်ဖျင်းတမျိုးလေဗျာသူကသူလာတော်မှန်မချပေးလို့ဟိုကမှန်ချခိုင်းတဲ့ဟာကိုငါဘုံမှုပါဆိုစင်းပြီးတနတ်နဲ့ချိန်လက်ပြဘုံနဲ့ပြစ်ဖို့လုပ်လို့ဆိုတော့တလိမ့်ဆန်နဲ့မတူဘူးလားတလိမ့်ဆန်ပဲဟုတ်တယ်အဲ့ဒါအဲ့လိုတလိမ့်ဆန်မျိုးတွေကြီးပဲမင်းတို့ဘက်ကကောင်းဆောင်နေတာ ဒါကြောင့်မို့လို့ငါတို့ကတော်နိုင်ရတာနော်အဲ့တော့အဲ့လိုတလိမ့်ဆန်ကောင်းနေအုတ်ထုတ်တာကိုငါတို့မခံနိုင်လို့ငါတို့တော်လှန်တာနော်ဒီတော်လှန်ရေးမကြခင်ပွဲတိန်တော့ပဲအဲ့တော့တလိမ့်ဆန်တွေကိုအတက်တွင်းဖို့လုပ်နေတဲ့တလိမ့်ဆန်မာသားတွေအတွက်နေဝင်ချင်းလာပါတော့မယ်နော်ဒါတွေကလက်တွေပဲတိလာနော်ပဇင်းကင်နဲ့ခေါင်ကြီးလေးတစ်ချာအာကောင်းတာပေါ့ဒါတော့ကိုစီတုံးတာတဲ့ဘီယူဖိုင်ဖြစ်ပါရဲ့နော်အဲ့တော့မနေ့ကတက်လာတဲ့ဒီဘိုးကြီးနဲ့ဒီဖြူစောကြီးနဲ့ စကားများရန်ဖြစ်တဲ့ဗီဒီယိုကြည့်တယ်စနော်တော်တော်ကြီးကိုပေါ့နော်စိတ်ပျက်စရာကြီးလေးကောင်းတယ်သူတို့ထဲမှာပေါ့နော်အဲ့တော့ပြူစောတီဒီနေဒီလိုမျိုးပသက်စရတယ်ပေါ့နော် ဒီလိုမျိုးကောင်တွေအောက်မှာနေမဲ့အစားပေါ့နော်တနက်ပြောင်းပြန်လှည့်ပြီးတော့ပြည်သူတွေနဲ့ပူးပေါင်းလိုက်တယ်ဆိုရင်အခုချိန်ဆိုရင်တော်လိုင်းပွဲပြတ်လာကြပြီပေါ့နော်အဲ့တော့အခုချိန်မှာပေါ့နော်တိုင်းပြည်လည်းတော်တော်နာနေပြီအဲ့တော့အမြန်ဆုံးပေါ့နော်ဒီလိုမျိုးခေါင်းဆောင်ဒီလိုမျိုးကိုယ်ဥဆောင်နေတဲ့ကောင်တွေအချက်မပြည့်တဲ့ကောင်တွေပေါ့နော်ဒေါသကိုရှေ့မှာထားပြီးမှာပေါ့နော်ဟိုမှန်လေးချခိုင်းတာတော့ဒီလောက်တော့ဒေါသထွက်နေလက်ပြဘုံခွဲမဲ့ပါရလုံနေတယ်နော်အဲ့လိုမျိုးကောင်တွေကိုကိုယ့်ရဲ့ဆရာတင်မဲ့အစားပေါ့နော်တနက်ပြောင်းပြန်လှည့်ပြီးတော့တော်လိုင်းကိုအမြန်ဆုံးအပြစ်တက်နိုင်ရင်တော့ဒါအကောင်းဆုံးဖြစ်ပါတယ်နော် အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါမင်းတို့ဘယ်လိုပဲလုပ်လို့ဒီတော်လိုင်းကြီးကတော့တေချာပါအောင်ကျွန်တော်ပြည်သူတွေကနိုင်မှာတေချာနေပြီအခုဆိုရင်လည်းကရင်ပြည်နယ်မှာအခုလည်းကြော်ညာထားခဲ့သလိုပဲเนาะဒီစစ်စခန်းတွေမရှိတော့လို့ဟိုမှာအောင်ပွဲတွေခံနေကြပြီပေါ့เนาะအဲ KI မှာဆိုရင်လည်းမြောက်ပိုင်းမှာဆိုရင်လည်းရဟိန်ကအခုဆိုနှစ်စီးကြားလို့တော့မကောင်းဘူးပေါ့เนาะချက်ချင်းတည့်ရထဲမှာ တရက်တရက်လေးပဲကြာတယ်ပေါ့နော်တရက်ချပြီးတော့အဲ့တော့နောက်ထပ်လဲပေါ့နော်အများကြီးအရခတ်တက်တော့ AA အောင်ပွဲသတင်းတွေထပ်ပြီးတော့လာအောင်မယ်ဆိုတာလည်းတည်ချန်နေပေါ့နော်အခုဆိုရင်လည်းနားထောင်ခဲ့ရတယ်လို့ပဲအဲ့တော့ဟိုတုန်းကဒလန်ဝတီတိုင်းဆိုပြီးမှလောင်ပြောင်ခဲတယ် AA ဝတီတိုင်းကလူတွေကအခုချိန်မှာဆိုရင်ပေါ့နော်ဆွမ်းဆွမ်းတမန်အချမ်းပတ်စစ်ကောင်စီကိုအပြုတ်ဖြစ်ဖို့လုပ်နေတယ်ဆိုတဲ့အကြောင်းတွေကျွန်တော်မကြခင်သတင်းတူသတင်းကောင်းတွေအောင်ပွဲသတင်းတွေကြားရအောင်မယ်ဆိုတဲ့အကြောင်းကိုပြပြရင်လည်းကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရနော်အစအဆုံးကြည့်ပေးကြတယ်မြတ်ပီသူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကြည့်ကိုကြီးချမ်းမှချင်းနဲ့ပြည့်စုံပြီးတော့တနေ့တာလုံးမှာလုံသမျှစောင့်သမျှအရာအားလုံးမှာအောင်မြင် ကြပါစေဘေးကင်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။